မြတ်စွာဘုရားကအနာရဘိန်တတိကြီးကိုအကြောင်းပြုပြီးတော့ဟောထားတဲ့သုတ်တံလေးအလုံးမပြောစရာကောင်းလေဥစဉ်ကတော့စက်မိရင်တော့ထက်ထက်ပြောတယ်ပြောပြီးသားဖြစ်လဲပြောတာပဲနော်အာရခိတံသုတ်တံတဲ့အနာရဘိန်တတိကြီးကိုဟောထားတာဟိုအိမ်တလုံးမှာခေါင်ဆိုတဲ့အထွတ်ဟာအလုံးမအခရာကြတဲ့အဓိကကြတဲ့အဲ့ဒီခေါင်ကိုကောင်းကောင်းမဆောင်ရှောက်ဘူးတနည်းအားဖြင့်ခေါင်ကမိုးမလုံတော့ဘူးခေါင်ကပြည့်စည်သွားပြီးအထွတ်ကပြည့်စည်သွားပြီးဆိုရင်တော့ ဒီအိမ်ကြီးရဲ့အချင်းရနေတွေကအကာတွေရောအခင်းတွေရောတိုင်တွေရောအဲ့ဒါတဖြည်းဖြည်းနဲ့မိုးရီတွေဆူရွှဲပြီးတော့ဆွေးမြေ့ပြီးတော့အကုန်လုံးဟာပြိုလဲသွားမှာပဲဟုတ်တယ်မဟုတ်လားဒီခေါင်းပျက်စီးတယ်နဲ့ကြံတာဟာအနည်းနဲ့အမြန်ထိုးစလို့ပျက်စီးမသွားဘူးလားပျက်စီးသွားတယ်ဒါပဲဂတိအိမ်ကြီးပေါ့နော်ဦးဇင်းတို့ဒီခန္ဓာအိမ်ကြီးမှာလည်းပဲစိတ်ဟာခေါင်းနဲ့တူတယ်နော်စိတ်ဟာဘာနဲ့တူတယ် ခေါင်းနဲ့တူတယ်ဒီခန္ဓာကိုယ်ကြီးကိုကာယကံဝစီကံမနောကံဆိုတော့ကံသုံးပါအမူအရာတွေနဲ့ဒကာဓမ္မတို့ဥရှင်တို့အမြဲတမ်းအချိန်နဲ့အမျှလှုပ်ရှားနေကြတာမဟုတ်လားနော်လှုပ်ခြင်းလှုပ်နေမယ်ပြောခြင်းပြောနေမယ်သို့မဟုတ်တွေးတယ်ဆိုတာကတော့အမြဲတမ်းလှုပ်လို့ရှိနေတယ်ပေါ့အဲ့ဒီကာယကံဝစီကံမနောကံဆိုတဲ့ကံသုံးပါဟာဘယ်သူကသူ့ကိုထိန်းချုပ်နေလဲဆိုတော့ဒီစိတ်ဆိုတာကထိန်းချုပ်နေတယ်ဒါကြောင့်စိတ်ဆိုတဲ့ခေါင်ကိုကောင်းကောင်းမိုးထားဖို့လိုတယ်တဲ့မြတ်စွာဘုရားကစိတ်ဆိုတဲ့ခေါင်ကိုကောင်းကောင်းမိုးမထားဘူးကောင်းကောင်းစောင့်ရှောက်မထားဘူးဆိုရင်တော့ စိတ်တေအာရခိတေကာယကမ္မံပိအာရခိတံဟောတိဝစီကမ္မံပိအာရခိတံဟောတိမနောကမ္မံပိအာရခိတံဟောတိတဲ့နော်စိတ်ကိုကောင်းကောင်းမစောင့်ရှောက်ဘူးဆိုရင်ကာယကံကိုလည်းစောင့်ရှောက်တယ်လို့မဆိုနိုင်ဘူးဝစီကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးမနောကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့အဲ့ဒါလို့ကာယကံဝစီကံမနောကံကိုစောင့်ရှောက်မထားဘူးဆိုရင်တော့အဲ့ဒီကာယကံဝစီကံမနောကံတို့သည်ရာဂဒေါသမောဟအစရှိတဲ့ကိလေသာတည်းဟူသောမိုးရီတို့ဖြင့်ဆူဆွတ်သွားလိမ့်မယ်တဲ့ ဟုတ်လားအဲ့ဒါလိုကိလေသာဒီဟုသောမိုးရေတို့ဖြင့်ဆူဆွပြီဆိုရင်တော့ဒုစရိုက်မှုဒီဟုသော ပုတ်ဆွေးမှုဖြင့်ပုတ်ဆွေးသွားလိမ့်မယ်တဲ့ဟောအစပြောတာလေးကအလွန်စိတ်ဝင်စားတဲ့အကောင်းတယ်နော်ရာဂဒေါသမောဟဒီဟုသောကိလေသာမိုးရေဖြင့်ဆူဆွပြီဆိုရင်ဒုစရိုက်မှုတွေနဲ့ပုတ်ဆွေးသွားလိမ့်မယ်နော်ဆိုကြပါစို့သူများတက်တက်တယ်သူများဥစားခိုးတယ်ဆိုတာကလောဘဒေါသမောဟတခုခုကိုအကြောင်းပြုပြီးတော့ဖြစ်ရတာပဲလေအစတဲ့ကစလောဘဒေါသမဖြစ်ဘူးဆိုရင်ဒုစရိုက်မှုဖြစ်เสียအကြောင်းရှိလားမရှိဘူး ဟုတ်လားကိလေသာမိုးရင်ဖြင့်အရင်ဆူဆွတ်ပြီးတော့မှဒုသတိုင်းမှုတွေဖြင့်ပုတ်ဆွေးသွားကြရအောင်ပုတ်ဆွေးပြီးပြီဆိုတော့မှ ပြိုလဲသွားရအောင်ဟုတ်လားအဲ့တော့ပြိုလဲတယ်ဆိုတာဘာလဲဆိုတော့သေပြီးတဲ့နောက်မှာမကောင်းတဲ့ယုံညံ့တဲ့ဘဝတွေကိုရံသွားတာနဘတ္တကံမရဏဟောတိတဲ့ကောင်းမြတ်သောသေခြင်းဖြင့်မသေးနိုင်ဘူးတဲ့စိတ်ကိုမဆောင်ရှောက်တဲ့ပုဂ္ဂိုလ်သည်ကာယကံဝစီကံမနောကံကိုမဆောင်ရှောက်တဲ့အတွေ့အကြုံမဆောင်ရှောက်ရရောက်တဲ့အတွေ့အကြုံကိလေသာတည်ယူသောမိုးရည်တွေဖြင့်ဆွတ်ဆွတ်ပြီးတော့ ူတိုင်းမှုတွေဒီဟူသောပုပ်ဆွေးမှုတွေဖြင့်ပုပ်ဆွေးပြီးတော့နော်မကောင်းသောတည်ခြင်းဖြင့်တည်ပြီးတော့မကောင်းတဲ့ဘဝတွေကိုရောက်သွားလိမ့်မယ်တဲ့ဘဝကြီးကိုဦးဇင်းတို့အကြံမြန်ပြည့်ပြည့်စုံစုံခြုံငုံပြီးတော့တုံးတက်ထားရရောက်တယ်လို့လည်းမဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်ဒီစိတ်ကလေးကိုစောင့်ရှောက်ရင်ကာယကံဝစီကံမနောကံကိုစောင့်ရှောက်ရရောက်တယ်ဒါဆိုရင်သူဟာကိလေသာတည်းဟူသောမိုးရည်ဖြင့်မဆူဆူဘူး အဲ့ဒါဆိုရင်ဒုစရိုက်မှုတည်းဟူသောပုတ်ဆွေးမှုဖြင့်ပုတ်ဆွေးเสียအကြောင်းလည်းမရှိဘူးအဲ့ဒါဆိုရင်ပြိုလဲကျသွားเสียအကြောင်းမရှိဘူးပျက်စီးเสียအကြောင်းမရှိဘူးပေါ့ဒါကြောင့်ပြည်သက်ပေါင်းသူတော်ကောင်းတို့စိတ်ကလေးဟာအလွန်မှဗราဏကြတယ်ဆိုတာအရေးမကြီးဘူးလားအရေးကြီးတယ်သိဖို့အရေးကြီးတယ်ပေါ့နော်ဒါကြောင့်ဒီစိတ်ကလေးကိုဂယုဆိုင်ဖို့လိုတယ်ဒီစိတ်ကိုစောင့်ရှောက်ဖို့ထိန်းသိမ်းဖို့လိုတယ်ဒါကြောင့်ဦးဇင်းကတရားကောင်းစဉ်ကိုစိတ်တန်နဲ့ဗราဏလို့ပြောလိုက်တယ်နော် အဲ့ဒီစိတ်တန်လင်ဗရာဏဆိုတဲ့ဗရာဏကြတဲ့ဒီစိတ်ကိုဘလို့ထိမ့်သိမ့်မယ်လဲဘလို့ကာကွယ်မယ်လဲဘလို့ဆောင်းရှောက်မလဲဆိုတော့အတုမဲ့နီလန်ကတော့တတိပဲဟုတ်လားဒါကြောင့်အဲ့ဒီတတိဆိုတာ ਨੇ ပတ်သက်ပြီးတော့ဒါဥစဉ်ကစောစောကတတိပဋ္ဌာန်တရားတော်ကိုအနှစ်ချုပ်ပြီးတော့ပြောပြဟုတ်လား